တစ်ခုနဲ့တစ်ခုမတူတဲ့ခါကျတော့ vibe တစ်ခုနဲ့မတူတူတော့လေဟိုကြည့်ရလဲကိုလည်းစိတ်ချမ်းသာရင်ပြောရလဲအမျိုးကြည့်လိုက်တဲ့ခါကျလှလဲလှတော့လေဟာကိုလည်းပြောရတယ်ပေါ့နော်ဟုတ်အဲ့တော့သဘောကျတယ်ပေါ့လေအင်းသဘောကျတာပါမိုက်တဲ့သူ့ပုံနေဆိုလို့ရှိရင်လည်းအာချစ်စရာကောင်းနေအဲ့တော့တစ်ခုနဲ့တစ်ခုကိုတွေ့တဲ့အချိန်မှာရသတာကတူပဲနဲ့အာစနေရေပေါ့နော်ဟုတ် မနားလည်မှုတွေရှိရဲပြီးတော့လို့ရှိရင်လည်းချစ်လဲချစ်ကြတယ်ပို့ပြီးတော့ဘေးရကြည့်ရလို့ကလည်းပို့ပြီးတော့အားလည်းအားကြတယ်ပေါ့နော်အဲချစ်စရာလေးတွေပေါ့အဲ့လိုမျိုးမျိုးတွေပါတယ်ဟာကြတော့အမြဲလုံးနေကြဆိုတော့လေအာဒီနေ့ကကြတော့အာဆိုင်ရဲ့ဆင်းနှစ်ပြပေါ့နော် anniversary လေးမှာအာပွဲလေးကိုလာရောက်ပြီးတော့တက်ရောက်ပြီးတော့အားဖြည့်ပေးရရင် အာပြီးတော့အာဒီနေ့မှစပြီးတော့နှစ်ပေါင်းများစွာဒီချက်ပို့ပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဟုတ်ဟုတ်ပါဘူးချေလို့ပါဒါလည်းအဲ့လိုဘလို့ပြောရမလဲချစ်တဲ့မျက်စိနဲ့ကြည့်တဲ့အခါကျတော့အလွန်သလာတယ်ပို့ပြီးတော့လည်းချစ်စရာကောင်းလာနေတာပါဟုတ် ော်ဒီလိုပါပဲဒါလည်းဘယ်လိုပြောအမားတယောက်ရလာတာပေါ့နော်ကျောင်းမရလာတဲ့အခါကျတော့အဲ့လိုမျိုးအမားတယောက်တိုးတဲ့အခါကျတော့လည်းမျိုးဘယ်လိုပြောမလဲမိသားစုဝင်မရတဲ့အခါကျတော့လေအာဘယ်လိုပြောမလဲပို့ပြီးတော့လည်းပြောရတယ်ပြောလို့ရှိရင်လှုပ်ချင်တာကိုစားချင်တာကိုလည်းစားရတာပေါ့လေဟုတ်လေအရန်လာတာလေအရန်လာတာနဲ့အားကြနဲ့မတူဘူးလေဟုတ်လေကြောက်နေတာအဲ့တော့ဘယ်လိုပြောမလဲ ပုံလေးတွေကတခုနဲ့တခုမတူတဲ့အခါကျတော့ vibe တခုနဲ့မတူတူတော့လေကြည့်ရလဲကိုလည်းစိတ်ချမ်းသာတယ်ပြီးတော့လည်းအမျိုးကြည့်လိုက်တဲ့အခါကျလှလဲလှတော့လေအဲကိုလည်းပျော်ရတယ်ပေါ့နော်ဟုတ်အဲ့တော့သဘောကြရပါလေ။သဘောကြရပါ။ဟုတ်ပါဘူး။အာတခုနဲ့တခုမတူတဲ့ခါကျတော့လေပုံနဲ့တခုကွဲထက်သွားတဲ့ခါကျတော့အာပို့ပြီးတော့လေဒါညီမအမြင်ပေါ့နော်။တချို့ပုံတွေဆိုလဲမိုက်တချို့ပုံတွေဆိုလို့ရှိရင်လေအာချစ်စရာကောင်းတယ်။အဲ့တော့တခုနဲ့တခုမတူတဲ့အချိန်မှာ ရသတာပေါ့တူပဲနဲ့အာစနေရေပေါ့နော်ဟုတ်အာအမေကိုချက်ချက်လိုနဲ့ဟိုအာလက်တွဲရတယ်ပြီးတော့လည်းအကိုတော်ဘောကြတဲ့အာပုံလေးတွေရောပြီးကိုတော်ဘောကြပြီးတော့အာပုံစံလေးရရရတဲ့ခါကြရလဲပို့ပြီးတော့လည်းအာပျော်စရာကောင်းပါတယ်ဟုတ်အာနေ့ကဆိုတော့ချက်ကြတော့လေတူနဲ့တူအမနားလှမ်းမှုတွေရှိရဲပြီးတော့လို့ရှိရင်လည်းချက်လဲချက်ကြတယ်ပို့ပြီးတော့ဘေးရကြည့်ရလို့ကလည်းပို့ပြီးတော့အားလဲအားကြတယ်ပေါ့နော်အဲချက်စရာလေးတွေပေါ့အဲ့လိုမျိုးမျိုး ပါတယ်ဟာဒီမှာနှစ်ယောက်စလုံးချက်တယ်လို့မြင်တယ်ဘာလို့ဆိုတော့နှစ်ယောက်စလုံးသူတို့ချက်တဲ့ခါကျအချစ်ကပို့ပြီးတော့လှပတယ်လေတယောက်တည်းဆိုလို့ရှိရင်လည်းတစ်ဖက်ကပြန်မှန်းမယ်အာပြောရလို့ရှိရင်ပို့ပြီးတော့လည်းဘယ်လိုပြောရမလဲစူးစမ်းအရင်ပြန်မှန်းမှာအခုနှစ်ဖက်စလုံးချက်ကြတဲ့ခါကျတော့ပြောရင်ဆရာကောင်းတဲ့အချစ်တစ်ခုကိုသူတို့ဖန်တီးပြီးတော့သူတို့သွားကြတဲ့ခါကျတင်ရလူဘေးရလူကြည့်ရလဲပို့ပြီးတော့လည်းစိတ်ချမ်းသာရတယ်ပြောရတယ်ဝမ်းသာရတယ်ပေါ့နော်ဟုတ်အဲ့လိုမျိုးပါတယ်ကျွန်တော်ကပို့ချွဲတာလား ထွေးပါပါလို့ညီမတို့ကအားပေးလို့ကျေးဇူးများတင်ပါတယ်ပြီးတော့လည်းညီမတို့လည်းအလုပ်ရတာပတ်သက်ပြီးတော့ကိုယ်လုံးနိုင်တဲ့ဟာလေးတော့အတတ်နိုင်ဆုံးပြုစားပြီးလုပ်နေပါလို့ပြောချင်ပါတယ်ဟုတ်